စာနာရိတ်ခတွေပြည်လမ်းမှုတွေရင်ဆိုင်နေရတဲ့ဒီမော့ဆိုနာတဝိုက်ကစစ်ဆောင်တွေကိုနေရပြည်လာရင်ဆက်စပါထောက်ပတ်ပေးမယ်ဆိုပြီးစစ်တပ်ကမဲဆွယ်စည်းရုံးမှုတွေပြုလုပ်နေပါတယ်ဒီသတင်းကိုမော်ရစ်ကပေးပို့ထားပါတယ်ရှင်ဂရင်းနီပြည်ဒီမော့ဆိုနဲ့နမ်မခုံနာတဝိုက်ကိုတော်လိုင်းတက်တွေထိ ंछ ုပ်ထားနိုင်ပြီးမဲ့စပားဆိုင်ကင်းရှိတဲ့နေရာတွေကိုစစ်တပ်က drone တွေနဲ့လက်နက်ကြီးတွေနဲ့ပစ်နေတာရှိနေတယ်လို့စစ်ဆောင်တွေနဲ့တော်လိုင်းအင်အားစုတွေကပြောပါတယ်အဲ့ဒီလိုပြစ်ခတ်တဲ့အတွက်စပားတော်ရိတ်တဲ့စစ်ဆောင်တွေသေဆုံးတာရှိတယ်လို့ ြစ်ခတ်တာတွေကြောင့်မရေရဲတဲ့စပားခင်းတွေကိုလည်းစစ်တပ်ကရိတ်သိမ်းတာတွေလုပ်နေတယ်လို့ဒေသခံတွေကဆက်ပြောပြပါတယ်ကအဲလူထုတွေအဆိုင်ပြထားတဲ့တိနာအလုံးမှာတစ်ခါစီဆောင်ထားပြရတယ်သူတို့ရောက်လာတော့ပြရတယ်သူတို့လည်းဘယ်လိုယုံမလို့မိတာနဲ့လေလူထုအမျိုးမျိုးနှိမ့်ဆက်တတ်ချက်တာပဲဟောနော်နိစီနိညာပဲအများကြီးအခုချိန်ထိပေါ့နော်အဲ့တော့သူတို့ဒီအတိနာသူတို့ပဲယူသူတို့ပဲခုသူတို့ပဲတည်သူကိုအဲဘန်ပြပြီးတော့သူတို့မတိသူတို့ပဲလူကောင်းအောင်အဲ့လိုပုံစံမျိုးအခုဆိုလဲဒီဒီမှုဆုံမှာလဲ အဲတခဲတဲ့စပားတွေဆိုမြေရဲ့သွားရဲ့လေဟိုဆရာကြားတဲ့အတိုင်းပဲလေနော်ဟိုတို့ဒရုန်းချလိုက်အဲဇလိုက်ပါနဲ့လမ်းပြလိုက်ဆိုပီတူတွေကလည်းအဲ့မှာတည်တာပဲပေါ့နော်အဲ့တော့သူတို့ပြည်သူကမရိပ်ရဲတဲ့နေရာအကုန်လုံးခြံထားတော့သူတို့ပဲရိပ်ပြီးတော့သူတို့ပဲပြထောက်ပံ့ပြနေရ အာနာမသိငယ်လူဦးရေ3သိန်းလောက်ရှိတဲ့ခရနီပြည်နယ်ဟာအာနာသိမ်းပြီး9နှစ်တာကာလအတွင်းမှာစစ်ဆောင်ဦးရေက2သိန်းကျော်အထိရှိလာခဲ့တယ်လို့ဒေတာသွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရသိရပါတယ်။စစ်ဆောင်ဦးရေတိုးလာတာနဲ့အတူစစ်ဆောင်စခန်းတွေမှာအလုတ်ကင်မရှိတာတွေအလူရှင်နဲပါလို့စားနပ်ရိက္ခာပြတ်တောက်မှုတွေကြောင့်စစ်ဆောင်တွေဟာအလုတ်ကိုတိုက်ပွဲတွေကြားကနေပဲပြန်လုနေရတာဖြစ်ပါတယ်။တစ်ဖက်မှာစစ်တပ်ကစည်ရေးပြတ်မှတ်မဟုတ်တဲ့လက်ကွင်းတွေနဲ့လက်သမားတွေစီပြတ်မှတ်ထားတိုက်ခိုက်နေတာဟာလက်ပြန်မရိတ်နိုင်အောင်လုပ်နေတာဖြစ်ပြီးပြန်မရိတ်နိုင်တဲ့လက်တွေကိုစစ်တပ်ကဝင်သိမ်းတာတွေလည်းရှိနေပါတယ်။ တချိန်တည်းမှာပဲစပားရိတ်နေတဲ့စစ်ရှောင်းတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေတဲ့စစ်တပ်ကစစ်ရှောင်းတွေနေရပြန်လာရင်စံစပားထောက်ပံ့မယ်ဆိုပြီးမဲဆွယ်စည်းရုံးနေတာလို့ဒီမော့ဆိုဒေတာခန်တွေက DBP ကိုပြောပါတယ်။အဲ့ဒီလိုမဲဆွယ်နေတဲ့အတွက်ငွေတောင်စင်နာတဝိုက်နဲ့ဒီမော့ဆိုနာတဝိုက်ကစစ်ရှောင်းတချို့နေရပြန်နေကြတယ်လို့ဒေတာခန်တွေကဆက်ရှင်းပြပါတယ်။လက်ရှိမှာစစ်ရှောင်းတွေရဲ့အခြေအနေဟာရွေးချယ်စရာမရှိတဲ့အခြေအနေတွေမို့အဲ့ဒီလိုနေရပြန်တဲ့သူတွေပေါ်နားလည်ပေးနိုင်ကြအောင်ဒီမော့ဆိုဒေတာခန်တွေကဆက်ရှင်းပြပါတယ်။လူလူထုတချို့ပြန်လာတယ်လို့မန်ငွေတောင်တို့ဖဲဆိုလဲလူထုပြန်လာနေတယ်။ ဒီမဆိုတူလေပီသူတွေလည်းပြန်နေတယ်ပီသူပြောထားတဲ့အတိုင်းတော့သူတို့ရအောင်လုပ်မှာပဲပေါ့နော်အဲ့တော့ပူချာလာဖို့ပဲရှိမှာပေါ့အဲလူထုတွေကဒီတာကိုတကြမခံနိုင်ပါဘူးစိတ်ပူရအခုကလေးကပေါ့နော်အခုကလေးကလေးကမှအလူရဲ့ကုမီတဲ့ဖွဲ့စည်းရဲ့နဲလာတော့လေဟိုအလုတ်ကင်မရှိကြဘူးအဲ့တော့အိတ်စားဒီ diversity shop ဆိုတဲ့အတိရတဲ့အလုတ်မရှိလေနော် တက်ကြလာတော့သူတို့ကရွေးချယ်စရာမရှိတော့ခုတော်ရကိုလည်းပြန်လို့မယ်စမရရွာဒီစစ်ကောင်စီဆက်ခွလို့မျိုးပဲပြန်နေကြတယ် Granny အမျိုးသားများကာကွယ်တဲ့ KNDF ဘက်ကလည်းပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကဒီမော့ဆွန်နဲ့ဖရူဆိုဘတ်ချန်းနေမှာစစ်တပ်ကစိုက်ပျိုးသီးနှံရိတ်သိမ်းတဲ့နေရာတွေကို drone နေနဲ့တိုက်ခိုက်နေတဲ့အတွက်ဒေသခံတွေအနေနဲ့စစ်ရေးသတင်းနဲ့သွာလာကြဖို့တတိပေးထုတ်ပြန်ထားပါတယ်အဲ့ဒီနောက်ပိုင်းလေယာဉ်လုပ်ငန်းခွင်တွေအထိတော်လိုင်းတပ်ပေါင်းစုဘက်ကလုံခြုံရေးယူပေးနေရတယ်လို့ DBB ရဲ့စီးရင်မြင်ကရှင်းပြပါရယ် ʻŋmʻa ʻchɨ ʻnɔ ʻoʻdi ʻpɨʃ ʻoʻfa ʻchɨ ʻoʻe, ʻɨ ʻoʻa ʻoʻa ʻoʻe ʻiʻu ʻbeʻa ʻe, nɔ ʻoʻdi ʻaʻmʻa ʻiʻa ʻtaʻʻʻu ʻbeʻa ʻoʻa ʻoʻa ʻiʻa 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 ʻoʻa ဒီဇင်ဘာ9ရက်နေ့ညကလည်းဒီမော့ဆိုရဲ့နေရာ၅ခုထပ်မင်းကိုစစ်တပ်ကလေကြောင်းနဲ့တိုက်ခိုက်ခဲ့ပါတယ်။တိုက်ပွဲတွေဖြစ်နေတဲ့နေရာမှာဟုတ်ပဲအရက်သားတွေရှိနေတဲ့နေရာကိုလာကျဲတာဖြစ်ပြီးလူအထိခိုက်မရှိဘူးလို့လည်းသိရပါတယ်။တိုးတက်သော Greenie ပြည်သူအင်အားစု PKPF ကထုတ်ပြန်ချက်အရ Greenie ပြည်နယ်မှာစစ်တပ်အာဏာသိမ်းထားတဲ့၅နှစ်တာကာလအတွင်းအရက်သားနဲ့စစ်ဘေးရှောင်ပြည်သူအယောက်၈၃၀ကျော်သေဆုံးခဲ့ပါတယ်ခင်ဗျာ။ကျွန်တော် Morris ပါ။